ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့ကြောက်စရာကောင်းတဲ့ကြီးနောင်ကုန်းလို့မိရတဲ့ပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာချက်ကုန်းမြေထဲရောက်တာနဲ့ဘယ်သူမှမခံလေးစားလုပ်လို့မရပါဘူးမခံလေးစားအမာရင်တစ်ခုခုလုံမိတာနဲ့နန္နာဘဝတွေနဲ့ တန်ခတ်တာကိုခံရမှာမလဲမသိပါပဲအပြည့်အကြီးအသေးလိုက်ဖျားမယ်နာမယ်ဒဏ်ရာရမယ်ဒီလိုဖြစ်တာနဲ့အမြန်သာသွားပြီးတော့တောင်းမှန်ပြီးတော့တောင်းမှန်တာနဲ့နှိမ့်ရင်လို့ကတော့အသက်ပါနှုတ်ယူသွားလိမ့်တယ်ဒါကြောင့်လဲချက်ကုန်းမီမှာလေလုတ်တဲ့လေသမားတိုင်းချက်တွေကိုလေဝဲတခါလေဝထွက်တခါတင်မြောက်ရပါတော့တယ်လေပိုင်ရှင်တထီးကစကျွေးနွားဆုံး ဘေးအန္တရာယ်မဖြစ်အောင်လို့စောင့်ရှောက်ပေးရတယ်။အမားရွေရှိခဲ့ရင်လည်းတီးခံခွင့်လွတ်ပေးဖို့တောင်းပန်ရပြန်ပါတယ်။ဒီလိုတင်မြောက်ပါတာတိုင်းကြက်ကုန်းပြည်မှာရှိရှိသမျှနန္ဒဘဝအားလုံးကို ကြေးမောင်လေးတနောင်တောင်တီးပြီးတော့ဖိတ်ရပင်းရပြန်မာတော့တယ်။ဒါကြောင့်ကြက်ကုန်းပြည်နမဲပြောက်ပြီးတော့ကြေးနောင်ကုန်းလိုဖြစ်လာတာပဲဖြစ်တယ်။ဒီလိုထိတ်လန့်စရာကြောက်စရာကောင်းလွန်းလို့လေ ကျေးနောင်ကုန်မှာဘသူမှအမာရွင်မလုပ်ရဲပါဘူး။စော်ကားမော်ကားမပြုတ်ရဲဘူး။လာထွန်းလဲဒီအကြောင်းကို သိပါတယ်။ဒီပေမဲ့လို့အယုံကြည်ကားတော့သိပြီးတော့မရှိဘူး။ဒါကြောင့်လဲလာထွန်းမလုံတဲ့နာကိုလှုပ်လိုက်ပါတယ်။ကျေးနောင်ကုန်တဲ့ကမအူပင်ကြီးတပင်ကိုဝယ်ပြီးတော့လှဲဖို့လှုပ်ပါတယ်။ပြင်ခွဲဖို့ကြက်တယ်။မအူပင်ကိုလှဲပြီးတော့ပြင်ခွဲမဲ့လာထွန်းရဲ့အကြံကိုလူတော်တော်များများကဝိုင်းပြီးတော့တားချပါတယ်။ ဒါပေမဲ့လို့လှထုံးကဘသူစကားမှ နားမွေခဲ့ပါမအူပင်ကိုပဲခုတ်ပါမယ်နေတဝက်လောက်ခုတ်တော့မှမအူပင်ကြီးကလဲကြသွားပါတယ်လဲကြသွားတဲ့အချိန်မှာပဲတစ္ဆာတစ်ခုကလွင့်လာပြီးတော့လှထုံးရဲ့ပေါင်ကိုလာပြီးတော့ဆက်မိုင်ပါတယ်တစ်ဘလူးဆိုတာကတစ်ခုတ်သမားတိုင်းကြောက်ရတဲ့အရာပါတစ်ပင်ကြီးလဲလဲပြိုတဲ့အခါမှာတော့အရှိန်ပြင်းပြင်းလေးစင်ထွက်သွားတယ်တစ်ပိုင်းစာတစ်ခုပါ အတိတ်တဘလူအစားကလာထွန်းရဲ့ပေါင်းကို ထုတ်ချင်းပေါက်သွားပါတယ်။ငါယောက်ျားကိုတတ်တဲ့ကောင်ငါတို့နေရာကိုဖျက်ဆီးတဲ့ကောင်ဒီပစီအသေးစိုးနဲ့ဒီပလိစီအိမ်မက်ထဲမှာအသေးအံငိုကြွေးနေတဲ့မိမတယောက်ကလှထုံးကိုလက်ညှိုးငေါငေါထိုးပြီးတော့ကျင်းစာတိုက်ပါတယ်။ကျင်းစာတိုက်တဲ့မိမကြီးကို သူကြည့်နေတဲ့ပုံကကဘာဆက်ဆက်ကမုန်တီးခဲ့တဲ့အတိုင်းမှာပဲ။ရှင်နေတဲ့တဲ့ကနေနာနာချင်းချင်း ဆဲဆိုရေရွတ်ပြီးတော့ကျိန်စာတိုက်နေပါတယ်ဘလူကဘလူရောက်သွားတယ်မသိပါဘူးကြောက်စရာအိမ်မက်ဆိုးတွေတကွက်ပြီးတကွက်မြင်မက်နေပါတယ်မိမကြီးရဲ့မျက်နှာကတရဲတကောင်ရဲ့မျက်နှာလိုဖြစ်သွားပါတယ်ရုပ်ပြည့်ဆင်းပြည့်မျက်နှာကြီးတွေးတွေကလည်းအလေးလိုက်အလေးလိုက်နေလာထုံကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်အတန်နဲ့ကြီးနဲ့သူ့ရဲ့အော်တန်ကစေးရုံတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ် တာဝန်ကျစီအမတချို့နဲ့လူနာဆောင်တချို့သူ့ရဲ့ကတဲ့ကိုပြေးလာကြတယ်။မျက်လုံးပြူးကြီးများနဲ့ချွေးတွေရွှဲနေနေတဲ့လာထုံးကိုတွေ့ကြပါတော့တယ်။လာထုံးရဲ့ကြီးကကြောင်တောင်တောင်ဖြစ်နေပါတယ်။တာမန်လူတယောက်ရဲ့ပုံမှန်ကြီးမျိုးကိုမဟုတ်ပါဘူး။တစုံတယောက်ကိုအလွန်အမင်းကြောက်လွန်နေတဲ့ပုံမှာပဲ။တခဏနေတော့မှလာထုံးစိတ်တွေက ပြောင်းငြိမ်သွားခဲ့တယ်။ဒီတော့မှ အိမ်မဲစိုးကြောင်ကြောက်လန့်နေဆိုတာသိကြပါတော့တယ်။လာထွန်းတညာလုံးအေးလို့မရတော့ပါဘူး။အိမ်မဲထဲကမိမကြီးရဲ့ဒေါသမုန်းနေရဲ့ဂျင်းစာတိုက်တန်တွေတွေးတွေအလေးလေးပေးကြံနေတဲ့ကြောက်စရာကောင်းတဲ့မျက်နာကြီးပဲဖြောက်ဖြက်မရအောင်မျက်လုံးထဲမှာပဲစွဲထင်နေပါတယ်။ဒါပေမဲ့လို့အိမ်မဲစိုးကြောင်သူ့ဘသူကမှ မပြောပြပါဘူး။နောက်တနေ့ညနေနေဝင်းကြီးတရောချိန်မှာတော့သူ့မိမမဆန်း ဦးယာဖာယာနဲ့စေယုံကို ရောက်လာပါတယ်။ညနေကအိမ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုမဆန်းကနေပြောပြတယ်။ညနေစောစောကမဆန်းရဲ့အိမ်နီးနားချင်းမိမတွေလာထွန်းတပလူးမန်တဲ့ကိစ္စထိုင်ပြောနေကြတော့မိမတယောက်ဘိုင်းကနေလဲကြလို့သွားပါတယ်။ခြီမကိုချိုးတဲ့သူကချိုးနှာနှိမ့်တဲ့သူက နှိမ့်ရက်ခက်ပေးတဲ့သူကလုံးမသတိပြန်လဲလို့လာခဲ့တယ်။ ဒါပေမဲ့လို့အဲ့ဒီမိမရဲ့အကြည့်တွေကတမျိုးကြီးပါအတန်ကလည်းတေးတေးဆူဆူနဲ့ပင်ကိုအတန်မဟုတ်တော့ပါဘူးငါတို့နေတဲ့တိပင်ကိုမခုတ်လဲဖို့ငါငါယောက်ျားကအမျိုးမျိုးတောင်းမှန်နေတောင်းမှန်နေဂျားကအတင်းခုတ်လို့ငါယောက်ျားကိုပါခုတ်မိသွားတာငါယောက်ျားအသေးဆုံးနဲ့သေးတယ်လို့နင်လည်းအသေးဆုံးနဲ့သေးရမယ်ဆိုပြီးတော့ပဲကျိန်ဝါသွားပါတယ်မအူပင်ကိုခုတ်လိုက်တာ မအူပင်မှာနေတဲ့ကြက်တွေကိုထီသွားရင်တူးတယ်။ဒါကြောင့်တော်တို့ကိုပေးဖြည့်အောင်လှုပ်လိုက်တာနဲ့တူးတယ်။လှထုံးကငိမ့်ငိုင်လိုကြာသွားပါတယ်။သူညကမတ်တဲ့အိမ်မက်ဆိုအိနီနာချင်းမိမကိုကြက်ဝင်ဘူးတဲ့ဆိုတဲ့ကိစ္စပါပဲ။အမှန်တကယ်လားတိုက်ဆိုင်မှုလား။သူအမျိုးမျိုးစဉ်းစားပေမဲ့ဝေခွဲလို့မရဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ကြက်ကုန်းမြေဆိုတာကိုမယုံကြည်တာ။ကြီးနောင်ကုန်းကိုအလေးနဲ့မထားတဲ့စိတ်တွေက သူ့ကိုအနိုင်ယူသွားပါတယ်။အိမ်မက်ထဲကမိမကြီးရဲ့ကျိစာဒီဟာတော့ကျေးနောင်ကုန်းကကျိစာဖြစ်ရင်တောင်မှအသက်နဲ့အဝေးကြီးလို့သူ့တွေးလိုက်ပါတယ်။ဒါကြောင့်လဲတိုချွေရအောင်ဆိုတဲ့မဆန်းရဲစကားကိုခါခါတီးတီးရေးလိုက်ပါတော့တယ်။တိုချွေမယ်၊ကြက်ဖို့နဲ့ကြမငါပဲချက်ကျွေး။တိုရဲ့လည်းငါပဲတိုက်။သူတို့ဘလို့လှုပ်လှုပ်ဒီတရားလောင်းနေတော့ငါမသိနိုင်ပါဘူး။ ဆိုပြီးတော့ပဲပြောလိုက်ပါတယ်အသက်ပြင်းတဲ့လာထုံးလာထုံးကတော့အသက်ကတော့ပြင်းပါတယ်တခါတော့ကမြမကျင်းတွေနိုင်ငံသားကို export လုပ်တုံးတဲ့ဘကူယုံမနဲ့နေတဲ့ကညို့ကွေးကို ကျင်းဝဲတိုင်းတွေရောက်လာပါတော့တယ်ဈေးကောင်းပိတ်ပြီးတော့ကျင်းတွေကိုဝယ်ပါတယ်လာထုံးကလည်းကျင်းခုတ်ဖို့အဖို့အပေါင်းတွေနဲ့တောင်ပေါ်ကိုတက်ခဲ့ပါတယ်ကျင်းဆိုတာကတောက်ခါးပန်းတွေတဲမှာ အပေါင်းရောက်ကများပါတယ်။တောင်ပြေလေချောင်းနဲ့လေ ကြိတ်ကောင်းလေပါပဲ။လာထိုးကတုံးတိုက်တိုက်ကြားခက်ခက်လူစားမျိုးပါ။တောင်ဘလောက်ပဲပြင်းပြင်းကြောက်ဖလောက်ပဲနဲ့နဲ့တက်တယ်ဆင်းတယ်ကုမယ်။ယောက်ျားဆိုတာလောက်เสียရှိတာရဲရဲဝဲဝဲလောက်ရမယ်။အတရကူတွေးပြီးတော့ကြောက်ဖို့မလိုဘူး။သူ့စိတ်ထဲမှာခံယူလို့ထားပါတယ်။ဒါကြောင့်လဲသူတောင်ပေါ်ကနေပြုတ်ကျခဲ့တာပါ။ တရက်မှာတော့တောင်ထိပ်ကနေကြောက်ထဲသူဆင်းသွားတဲ့ကျိန်တွေကိုဖျက်ရမှာနှမျောတာနဲ့အစာဆုံးရအောင်လို့ကြောက်ထဲကနေဆင်းသွားလိုက်ပါတယ်အဒီမှာပဲခြေပြော်ပြီးတော့ပြုတ်ကြတာပဲရုပ်ရှင်အနေကွေပြလဲတယ်လို့ပဲလှထုံတောင်ပေါ်ကပြောက်ကြတာကိုမြင်နေရတယ်စောက်ထိုးမိုးမျောဒလင်းခေါခွေ ပြုတ်ကြနေတာသွားပြီးလှထုံတော့အယိုးတခြားအသားတခြားဖြစ်ပြီလို့ထင်ပြီးကြတယ်ဒါနဲ့ပြေးသွားကြတယ် ဖုန်ရောက်တော့လာတော့ကဖုတ်ဒီခါပြီးတော့တောင်မှထလာတယ်တော်သေးတယ်ငါဘာမှမဖြစ်လို့ဒီလိုတောင်မှပြောလိုက်ပါတယ်တောင်မော်ကကြကြချင်းသည်သူသေးတာနဲ့မကောင်းဆိုးအားဖုတ်တန်းဝင်ပြီးတော့ဒီလိုဖုတ်ဝင်ပြီးတော့ထလာတယ်လို့တောင်မှသူနဲ့အတူသွားတဲ့သူတွေကထင်ကြတယ်ပြီးတဲ့အခါမှာတော့ကျိန်ဆူးချစ်တာတွေတိတ်ကုတ်ထိုးတာတွေမသိပါဘူး ကြောပြင်မှာတထွာလောက်ကွဲပြဲနေတဲ့ဒံယာကြီးတစ်ခုကသွေးတွေကရွှဲနေပါတယ်။အစီတွေအသားတွေအောက်မှာအကျိုးတွေတောင်မှမြည်နေရတယ်။ဒါကိုငါဘာမှမဖြစ်ဘူးတဲ့။သူကတော့ပြောပါတယ်။သူ့တဲ့နေရာမှာတခြားသူဆိုရင်တော့တောင်ပေါ်ကပြုတ်ကြလို့မသိရင်တော့မှစောင်းပခတ်နဲ့ထိုင်ပြီးတော့မြို့ပြန်သေးရမှာပါ။လာထုံးကတော့ဒံယာကိုလည်းအမှုမထားဘူး။သူ့ရဲ့ကြိတ်စီ သူ့ထမ်းပြီးတော့ကညွခွင်းရောက်အောင်လို့လမ်းလျှောက်ပြီးတော့ပြဲ့နေသူကအဲ့ဒီလိုပေးနေတဲ့လူပဲခန္ဓာရည်ရှိတဲ့လူပါအသက်ပြင်းတဲ့လူနောက်ထပ်တစ်ချိန်ကြာတော့လေတကယ့်သေးပေါက်ပါဘကိုးရိုးမပေါ်မှာတိတ်ခုတ်ရင်းနဲ့တစ်ပင်ကလဲပြီးသူ့အပေါ်ကိုပြိတာအရှောင်ကောင်းလို့ခေါင်းကိုပဲအပြားခက်မိသွားတယ်ခေါင်းခွေအပ်သွားတယ်အုံနောက်ထဲသွေးရောက်သွားတယ်ရန်ကုန်စည်းရုံကြီးမှာ အကြီးစားခွဲစိတ်မှုလုပ်ရပါတယ်။ကညုတ်ကွေးစေးရုံကမနိုင်လို့ဖြူစေးရုံကိုလွှဲရတယ်။ဖြူကတောင်ကူကိုလွှဲတယ်။တောင်ကူကနေထပ်ပြီးတော့ရန်ကုန်စေးရုံကြီးကိုလွှဲပြန်ပါတယ်။တတိမိနေတာလဲနှစ်ရက်သုံးရက်လူတန်းကလှထုံးသိပြီးပဲထင်နေကြပါတယ်။လှထုံးချိန်တွေကလည်းစိုးတဲ့ထဲစိုးလာတယ်။နေတယ်မလားညတယ်မလားတွေးပြီးတော့စောင့်ကြည့်နေရတယ်။ ဒီလုံနဲ့အရက်20ကျော်လာတော့လှထုတ်ကညော့ခွေးကိုပြန်ရောက်လာတယ်။ခေါင်းကဒဏ်ရာလဲလုံးဝကိုပျောက်ကင်းသွားပြီ။သူ့အလုံးကိုပဲနေပြန်တိမ်မလဲလို့နေ့စဉ်နေ့တိုင်းတွေးတောနေတဲ့ရုပ်ခွက်ကလူတွေအားလုံးလဲအဲအောလို့ကုန်တာပေါ့။သူ့ကိုလဲတက်ပြင်းတဲ့ဘွဲကိုပြေးလိုက်တယ်။ဒီလိုကျင်းတည်ပေါ့တေးမဲ့ဘေးဆိုးကနေတော့မှလွတ်ရမ်းသွားပါလေ။အခုလဲပေါင်ကိုဒိုးခြင်းပေါ့ဘလူးစားကမှန်ပြီးတော့ကျင်းတော်ကောင်ကမကောင်းဆိုတာ ဘလို့ပြောပြောလှထုံးကတော့ခယူးမဆိုင်ပါဘူးသူ့ကိုဘလောက်သေးအောင်တတ်တတ်လှထုံးကသေးမှာမဟုတ်ဘူးအားလုံးကဒီလိုပဲယုံကြည်ကြပါတယ်သူတို့ယုံကြည်တဲ့အတိုင်းမှာပဲလှထုံးပေါင်းတန်ရာကလည်းတပြည့်ပြည့်နဲ့တက်တာလာတယ်နှစ်ပတ်လောက်ကြာတဲ့အခါမှာတော့လှထုံးခြေထောက်ကဒေါန်တောင်ပြီးလာပါပြီဒါကြောင့်မလို့ဆေးရုံကနေဆင်းလိုက်တယ်အနာကတော့ရှင်းရှင်းမပြောက်သေးပါဘူး ဒီလိုနယ်ဖက်အနာပြဖို့ခဲရင်နေပါတယ်။ယောဂတာရှိနေတာပါ။ကြီးတောင်ကုန်းကကျက်တွေကိုမတောင်းမှလိုပဲဖြစ်ပါတယ်။လာထုတ်မိမမဆန်းကနေဒီလိုတွေ့တယ်။ဒါကြောင့်ကြီးတောင်ကုန်းမှာအစာကျွေးဖို့နဲ့တောင်းမှန်ဖို့လာထုံးကိုပြောပါတယ်။ဒီတခါတော့လာထုံးကခွင့်ပြုလိုက်တယ်။ငါကားတော့မတောင်းမှန်ဘူး။ဒင်တောင်းမှန်ချင်တောင်းမှန်။ဆိုပြီးတော့ပဲမဆန်းကိုပြောတယ်။ ဘာပဲဖြစ်ဖြစ်ဒီလောက်ခွင့်ပြုရင်မဲမစိုးပါဘူးမဆန်းကကြက်ဖို့ကြမအမိန်ရှာပါတယ်ချဲလက်တလုံးကိုဝဲတယ်ထမင်းဟင်းချက်တယ်ပြီးတာနဲ့တောင်းတဲ့ကိုထဲပြီးတော့ငွေပြောရွက်ကို ပုံပြီးတော့အိုးမောင်တင်လက်အပ်လိုက်ပါတယ်အိုးမောင်တင်ဆိုတာကကြေးနောင်ကုန်းနဲ့ပတ်သက်ပြီးတီကျွမ်းနားလေတဲ့သူပါချက်တွေနနာဘွားတွေကို ပူစော်ပါသားတဲ့အခါတောင်းမှန်ရှူတဲ့အခါဒီမှာတော့ဥမ္မောင်တင့်ကိုအားထားရပါတယ် သူ့အတွက်တောက်ဖို့စားဖို့နည်းနည်းပါးပါးပေးရင်ရတယ်။ဥမောင်တင်ကြက်တွေကို ကြည့်ဖို့ထမင်းဟင်းလျာတွေထည့်ထားတဲ့တောက်ကိုထမ်းပြီးတော့ဂျင်းနောက်ကုန်းဘက်သို့ထွက်သွားပါတယ်။ဒီတော့မှပဲမဆန်းလဲတပြင်းကိုဟိကနေချပြီးစိတ်ဖြောင်းလက်ဖြောင်းရှိသွားပါတော့တယ်။စီးပေါက်သွားတဲ့တောကြီးပွဲတောကြီးမဲ့တောက်ကိုထမ်းပြီးဥမောင်တင်ကသွားတယ်။ခါမှလည်းဓမ္မတချောင်းကိုထိုးထားတယ်။ ဓမ္မက တော်ကျွေးမဲ့နေရာကမြက်ပင် ပေါင်းမိနေကိုရှင်းဖို့ပဲ။ဦးမောင်တင်ရွာလေလမ်းမကြီးကနေအနောက်ဖက်လမ်းသို့တခုချိုးဝင်လိုက်ပါတယ်။အဓိကမှကစင်းရိုးအတိုင်းကျင်းအောင်ကုန်းဘက်ကိုသွားတယ်။ဦးမောင်တင်တောင်းတဲ့လုံးကိုထမ်းနေဓမ္မတချောင်းကိုခါမှသိုးတော်တာမြင်ပြီးတော်ကျွေးတော့မယ်ဆိုတာအားလုံးကတော့သိပါတယ်။တော်ကျွေးရင်အနည်းဆုံးစံတပြီချက်ကျက်ဖို့ကျမ90သားနှစ်ကောင်နဲ့ အရက်တွေပါရပါတယ်တောကျွေးတဲ့တဲကနည်းနည်းပူတာကို လာတဲ့လူတိုင်းစားလို့ရတယ်ဒါကြောင့်ဥမောင်တင်သွားတဲ့နောက်ကလူ၄၅ယောက်လောက်တန်းစီပြီးတော့လိုက်သွားတယ်ထုံးစံကတော့ဥမောင်တင်ကဖြစ်ဖြစ် တခြားတယောက်ပဲစားပဲဖြစ်ဖြစ်ဖြစ်သွားပါတယ်အတားကတော့တောကျွေးမဲ့နေရာကိုလှထုံးရောက်လာခြင်းပါပဲဒီလိုမဖြစ်ကောင်းပါဘူးကာယကံရှင်ကိုယ်တိုင်တော်ကျွေးတဲ့နေရာကို မလိုက်ရဘူး တာကရက်တလေရွာတလေပါဒီတလေထုံးစံကိုဖျက်ရင်ဘီအန်ရဲ့တခုခုဖြစ်တတ်တယ်လို့လဲအစွဲရှိကြပါတယ်လာထုံးဘားကြောင်လိုက်လာလဲဥမောင်တကသိတယ်နန္ဒဘွားဒီကြက်တူကိုလာထုံးကအယုံကြည်မရှိလို့ပဲကာယကချက်မလဲရတဲ့နေရာကိုလာထုံးလာလို့ပဲစီကားတော့ပေါက်သွားပါပြီဘာမှတော့မတတ်နိုင်ဘူးဒီကြားထဲမှာအလေကြီးမှပုံထားတဲ့ကြက်အသေးမြင့်ဟင်းတွေ သူ့ဝဲလုံလုံမြေကြီးပေါ်ရောက်အောင်လို့လိမ့်ကြသွားတယ်။ဘသူနဲ့မှမထီပဲအရက်ပလင်းကလဲကြလို့သွားပါတယ်။မကောင်းတဲ့အတိတ်နမိတ်ဆိုတာဥမောင်တေရော ကျန်တဲ့သူတွေပါသိလိုက်ပါတယ်။လာလိုက်ခဲ့ကြဟိ။ဆိုပြီးတော့ခေါ်ခွေမရှိပါဘူး။တီးတဲ့သူစားကျင်တဲ့သူတိတ်တိတ်လေးနောက်ကနေလိုက်ခဲ့ပဲ။ဥမောင်တေကလှထုံမအူပင်ခုတ်တဲ့ရက်ွက်ထဲမှာတောကျွေးဖို့ပြင်ဆင်ပါတယ်။ ပါလာတဲ့ဓမ္မနဲ့နေရထန်ကင်းကို ရှင်းတယ်။ကြေငယ်၆ကျင်းသကောဝိုင်းပုတ်ကိုတူးတယ်။အလေတက်တဲ့ကိုတကျင်းထပ်ပြီးတော့တူးတယ်။ကြေးခုနှစ်ခုပေါ်မှာတော့ကြပြောဘတ်တွေကိုမှခင်းထားလိုက်ပါတယ်။ကြပြောဘတ်တွေပေါ်မှာထမင်းတွေဟင်းတွေကို ပုံထားတယ်။ဟင်းပုံရင်းနဲ့အလေကြီးကအထုအမြက်အသေးအမြက်ဟင်းပဲထည့်ရပါတယ်။ကြမွေးတွေခြေသေးတွေနဲ့ကလီစာတွေထည့်ပေးတာတဲ့အထုတ်ကတော့ ကျင်းနေရဲ့ဘေးမှာခြားထားပေးရတယ်။ပြီးတာနဲ့အရက်ပလင်းကိုဖွင့်ပြီး ထောင်ထားပေးထားပါတယ်။ကျေးမောင်းလေးကိုတနောင်နောင်မီအောင်တီးပြီးတော့ကျေးနောင်ကုန်းမှာနေထိုင်တဲ့နန္ဒဘဝအားလုံးကို လာပြီးစားတောက်ဖို့ဖိတ်ခေါ်ရပါတယ်။ဒီအချိန်မှာပဲဥမောင်တဲ့မထင်မှတ်တဲ့အရာတစ်ခုဒါကြွေးတာမွေးတာ မစားပါဘူး။တောင်းမန်နာကိုမကြည့်အေးဘူးဆိုတဲ့သဘောပါပဲ။ ။ဦးမောင်တင်လာထုံးအတွက်အရန်ကိုစိတ်ပူသွားတယ်။ဒါပေမဲ့လာထုံးကတော့ဘာဆွဲမှမရှိပါဘူး။ကြောက်လည်းမကြောက်ဘူး။သမင်းနေဟင်းနေကပူလို့မင်းတို့ကြက်တွေစားနိုင်မှာမဟုတ်ဘူး။ငါပဲစားလိုက်တော့မယ်။ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့တော်ကြွေးထားတဲ့သမင်းနေဟင်းနေပါယူပြီးစားလက်ပြန်ပါတယ်။အမေမဲလေးပို့ခွင့်လွတ်ပါ။ဘီအန်ရေမကြောက်ရအောင်လို့စောင့်ရှောက်ကာကွယ်ပေးပါ။ တဖွားဖွားရေရွရင်းနဲ့တတွတ်တူဆူတောင်းရင် လေးလိုက်နေတဲ့စိတ်တွေနဲ့အိုးမောင်တဲရွာတဲ့သူပြန်ဝင်လာခဲ့ပါတယ်။ကြည်နောင်ကုန်းကကျိန်စာအဲ့ဒီညမှာပဲလာထွန်းအိမ်မက်တွေကိုထက်ပြီးတော့မပြန်ပါတယ်။ထိုးဆန်တိုင်းမှာပဲသပင်ဖားရချာထားတဲ့ပုံပြဲစင်းပြဲမျက်နှာကြီးနဲ့မိမကြီးမြေဝဝင်တောင်းနေတဲ့မျက်လုံးတွေနဲ့သူ့ကိုလက်ညှိုးငေါငေါထုတ်ပြီးတော့ဆဲဆူနေပါတယ်။ တည်ခြင်းစိုးနဲ့တည်ပါစေပြင်းထန်တဲ့အမုန်းကျိစားတွေကိုလည်းတွွတ်တွွတ်နဲ့ရွတ်ဆိုကျိစဲနေပါတယ်လှထွန်းကြောင်းလန့်တကြားနဲ့အိညာကနေလန့်ပြီးတော့နှိုးသွားတယ်ခြောက်ခြားတိတ်ဆိတ်တဲ့မူမမှန်တဲ့အကြည့်တွေနဲ့အိမ်ခန်းထဲကိုကြည့်လိုက်ပါတယ်သူ့ရဲ့နှဘေးမှာအိမ်မောကြနေတဲ့မဆန်းခါလွဲပြီးတော့ဘသူမှမရှိပါဘူးညာကကြောက်စရာကောင်းနေပါတယ်တိတ်ဆိတ်လုံးနေတယ်လို့ခံစားနေရတယ် အိမ်မက်ထက်ကအမုံးကျိန်စာတွေနဲ့မိမကြီးကို ပြန်ပြန်ရောက်ပြီးသူ့တကူလုံးကအေးဆက်လို့သွားပါတယ်။ဂရင်ဘောကဆင်းပြီးတော့အိမ်ရှိခန်းမှာထားတဲ့တောင်းရီအိုးစင်ကို သူ့သွားတယ်။ဂျီတိုခက်ကိုခတ်ပြီးတော့အငဲမရတောက်ချလိုက်ပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့ခြံနဲ့ခဏဆင်းပြီးလေရင်းခံရလို့ဖြစ်လာတယ်။သူ့ခြေထောက်တွေက လေကားထက်သို့အလိုလိုရောက်သွားပါတယ်။အဒီအချိန်မှာပဲတေဘလူးစာမှန်ထားတဲ့ခြေတဲ့ဘက်က မျက်ကနေဖြစ်သွားပါတယ်။ဟန်ချက်ပြတ်ပြီးတော့သူ့ရဲ့ခန္ဓာကိုရိမ့်ရိုင်လို့သွားတယ်။တစုံတယောက်ကတွန်းချတယ်လို့ခံစားရပြီးလှေကားထည့်အတိုင်းဒလိန်ခောက်ခွေးကိုကျသွားပါတယ်။လိမ့်ကျနေတဲ့တည်ရင်ကအချိန်ဒီမှာအိမ်မက်ထဲကမိမကြီးရဲ့ဒတို့တို့ကျိန်ဆဲတဲ့နေကိုစူညံနေအောင်လုပ်ပေးကြားရပါတယ်။အဒီနောက်မှာတော့လှေကားဆုံးအုတ်ခုံဘောကနေတွေးရိုင်နေမှာသူ့ငိန်သက်သွားတယ်။တိတ်နေစီချင်း သိခြင်းဆိုတာဒီကကံအကြောင်းတရားတွေပါတတဝါတစုံတယောက်ပြုခဲ့တဲ့အာကုတုကံတွေကအကြောင်းတရားတွေနဲ့အကျိုးဆက်ပါသူပြုခဲ့တဲ့ကံအကြောင်းတရားအတိုင်းအကျိုးခံစားရပါတယ်သူရဲ့ကံကိုချားသူကဝေခံလို့မရပါဘူးလွဲဖယ်လို့လည်းမရဘူးလှထုံးတည်ဆုံးတာနဲ့ပတ်သက်ပြီးကြီးနောင်ကုန်းကနန္နာဘွားတွေရဲ့တုံ့ပြန်ကလေးစားချင်မှုဟုတ်မဟုတ်နာနာဘွားတွေကိုတောင်းပန်နောက်ကျသွားတာပဲဖြစ်တယ် ြောလုံတာဟုတ်မဟုတ်အတိတကြသိဖို့ခက်ခဲပါလိမ့်မယ်ဟုတ်တယ်ဆိုလျင်တောင်မှဒါဟာအတိတ်ကံအကြောင်းတရားတွေတစ်ခုခုနဲ့ဆက်နွယ်နေတဲ့အကျိုးတရားသာဖြစ်ပါလိမ့်မယ်ဘလို့ပဲပင်ဖြစ်စေရက်ွက်အထဲမှာလူအများကယနေ့တိုင်ပြောနေကြတာကတော့ကျင်းအောင်ကောင်ကကြောင်းမတ်ဖွယ်ကျိန်စာစိုးကြောင်လှထုံးတည်ဆုံးရတဲ့အကြောင်းပဲဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဇလန်လီကိုအဆုံးထိနားဆင်အားပေးတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။